ကဲချစ်ချက်အစီအစဉ်ကနေပြီးတော့ဆိုရင်ပရိသတ်တွေအတွက်ဒီတစ်ခေါက်ဒီတစ်ပတ်မှာပေါ့နော်။ဘာအကြောင်းညာဆွေးနွေးမလဲဆိုတာအဲလင်းဘယ်လိုမျိုးအကြောင်းညာလေးယူဆောင်တာလဲပြပြပြပါဦး။ဖင်တခါတလေကြရင်ဒါအလုပ်အလုပ်လုပ်ငန်းရဲ့အလုပ် level မှာဆိုရင်ဒါလူမှုကွန်ရက်တွေမှာဆိုရင်အဲကောင်းတာလဲချီချူခံရတာရှိတယ်။ဟုတ်ကဲ့။အဲမကောင်းတာတွေလဲဝေဖန်ခံရတာမျိုးတွေရှိတယ်ပေါ့နော်။အဲအဲ့လိုမျိုးဝေဖန်ခံရတဲ့အခါကြလို့ရှင် အလူတွေကဘယ်လိုမျိုး အာပြုမှုနေထိုင်ရမလဲဆိုတဲ့ဟာမျိုးလေးကအာဒီပါကျုပ်ဆရာတော်ဘုရားကြီးဟောတဲ့တရားနဲ့ရှင်းပြီးတော့ပဲတိုင်မင်ရအောင်ဩတိုင်မင်ရအောင်အဲ့ဆိုရင်အခုခေတ်စကားနဲ့ပြောရမှဆို blaine တာပေါ့ blaine တာ blaine တာပေါ့ blaine ချင်း blaine တာပေါ့အဲ့လိုမျိုးအာချစ်လို့ blaine တာရှိရဲ့တသက်မှတ်ကိုအာဒီကြောက်ချပြီးတော့ဟို blaine တာမျိုးတွေလည်းရှိကြတာပေါ့ဒါတွေကတော့လူမျိုးမျိုးစိတ်ထွေထွေဆိုတော့ပြောရခက်ပါတယ်ဟုတ်ကဲ့ ဟုတ်တယ်လူမျိုးစိတ်တွေနောက်တစ်ခါကြာတော့လေတစ်ခါကြာလို့ရှိရင်ဟိုဆိုလို့ဆိုလို့ရှိရင်တွေးမိတာတခုကပါလဲဆိုတော့ခုနောက်ပိုင်းကဟိုဆိုရှယ်မီဒီယာပေါ်မှာဆိုလို့ရှိရင်လေလူတွေကလေဟို ကိုယ့်ရဲ့ဘယ်လိုခေါ်မလဲစိတ်แท้ပေါ့နော်ခဏပြောသလိုပါကျုပ်ဆရာတော်ကြီးတရားလိုမျိုးဆရာတော်ကြီးအကြောင်းပြောလိုက်တဲ့ခါကျကာယကံဝစီကံမနောကံနေပြောရမယ်ဆိုလို့ရှိရင်တခုခုမြင်တွေ့လိုက်တဲ့ခါမှာကိုတော်အကြောင်းအရာတခုကာကနာမသိပဲနဲ့ကိုစိတ်ကနေပြီးတော့ပါဇက်ကထုတ်မပြောတာစိတ်ကနေပြစ်တင်ဝေဖန်လိုက်မိတဲ့အချိန်မျိုးကိုကိုယ်တိုင်လည်းရှိတာပဲနော်အဲ့တော့တကယ်တမ်းကအကြောင်းအရာတခုကာကနာမသိပဲနောက်တစ်ခုကကျတော့ကိုဘက်ကတူရဲ့အမြင်နဲ့ပဲအဲ့လိုမျိုးဆွတ်ဖက်ပြီးတော့ပြောတာမျိုးကတကယ်တမ်းပြောရင်မသိတော့ဘူးလို့ထင်တယ်ဟုတ်တယ်နော်ကိုအမြင်နဲ့ကိုကအပြစ်တင်လိုက်တာပေါ့နော်ခုနကပြောလို့စိတ်နဲ့လည်း အာကုတ္တယူသလိုဖြစ်တယ်။နှုတ်ကပြောလိုက်တယ်ဒါအာကုတ္တပဲ။နောက်ဇင်းတို့ဟိုအခုဆိုရင်လည်း Facebook မှာရေးလိုက်တာဆိုလည်းဒါအာကုတ္တယူတာပဲပေါ့နော်။အဲ့တော့အပြစ်တင်နေဆိုတာလည်းသူတပားကိုအပြစ်တင်နေဆိုရင်ကိုယ်စီမှာလည်းအာကုတ္တပြန်ယူသလိုဖြစ်တာပေါ့နော်။အဲကိုကိုရိုင်းရင်ပူလောင်ရတာပေါ့နော်။အဲ့ဒီပူရီအားလုံးကလည်းကိုကိုရိုင်းယူမှပဲ။ဒါအခုအထမြောက်တာဆိုကိုမယူတဲ့ခါတော့အထမမြောက်ဘူးလို့လင်ကတော့သုံးသက်ပါတယ်။အများသောအားဖြင့်ကလူတွေရုပ်ဖြစ်လာပြီဆိုရင်တော့ အာချီကျူးမှုတွေဝေဖန်မှုတွေတိုက်ခိုက်မှုတွေဟဲ့လားကောင်းကြီးသောပနာဩဘာပေးမှုတွေကတော့လူတိုင်းကတော့အလုံးလုံးတဲ့နယ်ပယ်တိုင်းမှာတော့ရင်ဆိုင်နေရအောင်မှာပါပဲပေါ့နော်အဲလူတယောက်ကိုပြောဆိုတော့မယ်ဆိုရင်ကောင်းတဲ့အပြုမှုမျိုးနဲ့ပြောဆိုချင်တာလားဒါမှမဟုတ်ရလို့ရှိရင်အာဒီဝေဖန်တိုက်ခိုက်တဲ့အဲမနာလိုစိတ်မရှုစိတ်နဲ့ပဲဝေဖန်သုံးသက်ချင်တာလားဒါမျိုးတွေရှိတာဟုတ်အဲ့လိုမျိုးဆိုတဲ့အခါကျတော့လူတိုင်းကတော့အမရဲ့ လူအယောက်တထောင်ရှိရင်တထောင်စလုံးကကိုယ့်အချက်မှာမဟုတ်ဘူး။တထောင်စလုံးကကိုယ့်အကြိုက်မှာမဟုတ်ဘူး။လူအယောက်တထောင်မှာကိုယ့်ချစ်တဲ့သူကတရားလည်းရှိခြင်းရှိမယ်900လည်းဖြစ်ခြင်းဖြစ်မယ်969ယောက်လည်းဖြစ်ခြင်းဖြစ်မယ်။အဲ့တော့လူတိုင်းရဲ့အကြိုက်ကိုကိုကလိုက်နေပေးဖို့ဆိုတာကိုကစက်ရုံမဟုတ်တဲ့အခါကျ robot မဟုတ်တဲ့အခါကျတော့အဲ့လောက်ထိအဆင်ပြေမနေ robot တောင်တစ်ခါလေးဆက်ချွေရင်းရင်တောင်မှသူ့ရဲ့လုတ်တဲ့ system တွေက တမျိုးပြောင်းသွားတာရှိသေးတာဆိုတော့လူတန်းရဲ့လူတယောက်ချင်းစီရဲ့အကြိုက်တိုင်းဖြစ်အောင်တော့လိုက်ပြီးတော့ပြုမှုပြောဆိုနေထိုင်မှုဆိုတာသိက္ခာခဲတယ်လို့နင်းမြင်တယ်။အများသောအားဖြင့်နင်တို့ဆိုရှယ်မီဒီယာတွေမှာဆိုကောင်းတာလုပ်ပြန်လို့ရှိရင်လည်းကောင်းတဲ့ဟာလေးကိုတာရုခေါ်နိုင်တဲ့သူရှိသလိုဒါကိုကြည့်ပြီးတော့အာဒါကလူမြင်အောင်လုပ်တာပါမလင်းဆိုရင်တခါရရင်ကွာဟိုအလှလေးတွေလုပ်တယ်ပေါ့နော်တခါလေးအလှလုပ်တဲ့အခါမှာဆိုရင်ဘာလဲဆိုကိုကအလှပေးလိုက်တယ်ဆိုတော့အလင်းတွေ သိန်း900လည်းမလှူနိုင်ဘူးသိန်း1000လည်းမလှူနိုင်သေးသေးတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ကိုလှူပေးလိုက်တဲ့အလှူလေးတစ်ခုကို social media မှာဥပမာအဖြစ်ကောင်းတဲ့စိတ်နဲ့ချပြလိုက်တယ်ငါဒီဟာလေးကိုရိုက်ပြလိုက်လို့ငါနာမည်ကြီးပါစေငါဂုံတရင်ကြော်စောပါစေဆိုတဲ့စိတ်မျိုးနဲ့ကိုလှုပ်ပြလိုက်တဲ့အရာမဟုတ်ဘူးအဲဒါပေမဲ့ဒီအလှူလေးကိုတချို့ကောင်းတဲ့အစိတ် အဲဒီမူတီတာပွားတဲ့စိတ်အဲတရာတရားထက်တန်တဲ့စိတ်နဲ့ရှိတဲ့လူကြည့်တဲ့အခါကျတော့ဘာမြင်လဲဆိုတော့ဟဲ့ तू ဒီလိုမျိုးဒီလိုခက်ခဲနေတဲ့လူတို့ तू သွားလှူတယ်ငါတို့လည်းလှူလို့ရတယ်ဟဲ့ဆိုတော့အာဘယ်လိုပြောမလဲတယောက်နဲ့တယောက်ပေါ့နော်နင်တို့ဒါတုံချောင်းတစ်ချောင်းကိုအစည်းလိုက်ချိုးလို့မရပါနဲ့တစ်ချောင်းချင်းတစ်ချောင်းချင်းတစ်ချောင်းချင်းစီးပြီးတော့မှလုံမယ်ဆိုရင်ပို့ပြီးတော့ကောင်းမွန်တယ်လို့မျိုးဒါတယောက်အားတယောက်အားနဲ့ဖေးမကူညီလိုက်ရင်ခက်ခဲနေတဲ့သူလည်း ထိုက်တင်လျောက်တော့အခိုက်အတန့်တစ်ခုမှအဆင်ပြေသွားမယ်လို့ထင်တယ်အဲ့တော့လင်းဆိုတခါလေးကျရင်လင်းတင်တဲ့ပို့တွေအောက်မလာရဲအဲ तू ကနာမည်အရန်ကြီးချင်နေတာဒါကြောင့် तू ကဒီလိုမျိုးလှူတာကင်မရာကြီးမဟုတ်မဟုတ်ဘူးရှိကောင်းလဲရှိလိမ့်မယ်ဒါပေမဲ့များသောအားဖြင့်ဒီလိုလှူလို့ရတဲ့နေရာဒီလိုသွားလို့ရတဲ့နေရာတွေမှာဒီလိုခက်ခဲနေပါလေဒီလိုလှူကြပါလို့ကိုကတိုက်တွန်းပေးလိုက်တာကလေနိဗ္ဗာန်စောလို့လင်းကတော့ဗုဒ္ဓဘာသာဗမာလူမျိုးတယောက်အနေနဲ့တော့မြင်ပါတယ်။နောက်တစ်ချက်ကကြတော့အဲအလုတ်လုတ်တဲ့အလုတ်လုတ်တဲ့ လူတိုင်းလူတိုင်းမှာ ဝေဖန်ခံရတာတွေချီကျူးခံရတာတွေကဲ့ရဲ့ရှုံချပြောဆိုခံရတာတွေလူတိုင်းမှာကြုံတွေ့ရတယ်။ဒါတွေကိုကောင်းတဲ့အမြင်နဲ့ပြောမယ်ဆိုရင်လက်ခံလို့ရတယ်။အမြင်နဲ့ဝေဖန်တိုက်ခိုက်သုံးသပ်ပြီးတော့ဆက်နေရသည်မနာလို့မရှုစိတ်နဲ့ပြောနေရင်ဘာဖြစ်သွားလဲဆိုတော့အဲ့ပြောတဲ့လူမှာအကြည့်တတ်မရှိတော့ဘူး။အပြောခံရတဲ့လူကပြန်ပြီးတော့မှတုံ့ပြန်ပြီးတော့ပြန်လိုက်ပြန်ရင်လေသူနဲ့ကိုယ်နဲ့ဟာအခုတို့သွား balance ညီပြန်ရောဟုတ်တယ် အဆင့်တူတာအဆင့်မတူတာကိုဘေးချိတ်သူပေးတဲ့အာကုသူကိုကယူမှကိုကအာကုသူမြောက်တာသူပေးတဲ့အာကုသူကိုကမယူလိုက်တဲ့အခါကျရင်ကို့မှာအာကုသူဆိုတာမရှိတော့အာကုသူဆိုတာမရှိလာရင်အာကုသူဆိုတာနေလာရင်ဘာဖြစ်လဲဆိုတော့လူတစ်ယောက်ကအကြည်တတ်ရှိတယ်လူတစ်ယောက်ကအသားမဲတာအသားညိုတာအသားဖြူတာအသားဝါတာညလုံးပြူတာသွားဒါတွေရုပ်စင်းရင်ကရုပ်အပြင်ပိုင်းတရံနေရလေဒါအမြင်သဘောနဲ့ဒါရုပ်သဘောစတာပဲရှိတာအဓိကအတွင်းစိတ် ်ဝင်းတွင်းအစ္စရာကောင်းနေမယ်ဆိုရင်လူတယောက်မှာအကြည်တတ်ဆိုတာရှိတယ်။သူပေးတဲ့အာကုသို့ကိုကပြန်ပြီးအာကုသို့နဲ့ပြန်မတုံ့ပြန်ဘူးဆိုရင်ကိုယ့်ရဲ့မျက်နှာအမြင်တမ်းအကြည့်တက်ရှိနေမယ်လို့လင်းရတော့ယုံကြည်တယ်။အမှန်တမ်းပြရင်လူတိုင်းကလှနေဖို့မလို့ချောနေဖို့မလို့ဆက်ဆီဖြစ်နေဖို့မလို့မိမိုက်နေဖို့မလို့ကိုချင်းသိခါတရားနဲ့လူတွေကိုအကောင်းမြင်တဲ့စိတ်ကလေးနဲ့အဖက်ဖက်ကကောင်းတာလေးနဲ့ရှူတောင်းနဲ့ကြည့်မယ်ဆိုရင်ကိုယ့်ရဲ့စိတ်ကအမြဲတမ်းရှင်ရှင်းသန့်ပြီးတော့ အကြည်တက်ကိုရမယ်လို့လင်းရတော့ယုံကြည်တယ်အဲ့ဒါရီကလည်းကိုလည်းတိလို့လားတက်လို့လားမွေးတွေကတော့ကိုလည်းမတက်လာအောင်အသက်အရွယ်တစ်ခုရလာတဲ့အချိန်မှာဆရာတော်သမတော်ရဲ့စုံမဩဝါဒတွေကိုနာကြားပြစ်တယ်ဟုတ်တယ်အဲ့တော့ကိုဖတ်ခြင်းနဲ့ကိုသိခြင်းနဲ့အကြောင်းအရာလေးတွေကိုလေ့လာပြစ်တယ်အဲ့ထဲမှာအစိုးနဲ့အကောင်အကျိုးနဲ့အကြောင်းကိုဝေဖန်သုံးသပ်ပြီးတော့မှကိုကအာဒါမျိုးအာဒီကိုကိုကိုစင်ကျင်ပြစ်တာပေါ့နော်အဲ့လိုမျိုးတော့လင်းရတော့ ခံယူပါတယ်အဲ့တော့ကိုကိုကိုဒီအကောင်းမြင်အတတ်နိုင်ဆုံးကိုလည်းလူဖြစ်တဲ့အတွက်ကြောင့်လူတိုင်းပေါ်မှာမနာလိုစိတ်လည်းကိုလည်းဖြစ်တတ်တယ်ကိုကိုကိုအများနဲ့ဟိုသူတော်စင်ကြီးတယောက်လို့တော့မခံယူဒါပေမဲ့အတတ်နိုင်ဆုံးမြေစီတရားစိတ်နဲအောင်အဲ့တော့အဲလူတစ်ဖက်သားကိုအကောင်းမြင်အကောင်းဘက်ကနေတွေးကြည့်တတ်အောင်ဒါ ਉ မကိုကအရန်ဆိုးလာပြီဆိုရင်ဒီလူတယောက်ကိုဥပိ္ပခါပြုတ်တတ်လာအောင်ကိုကိုကိုကြင့်ကြံရတယ်အဲ့တော့ဘသူမပြုတ်မိမိမှုကိုလုတ်တဲ့အာကုတ္တကံက များသောအားဖြင့်ကိုကတော့ကဲ့ရဲ့ဝေဖန်ရှုံချလိုက်တာပဲဒါပေမဲ့ဒီအာကုသူကံကအချိန်တန်ရင်ကိုရှိပြန်လာတတ်ပါတယ်လို့လေကတော့ပြောချင်ပါတယ်အဲ့တော့ကိုကိုတိုင်းလူဖြစ်တဲ့အတွက်ကြောင့်ကိုလည်းလူသားတယောက်ဖြစ်တဲ့အတွက်ကြောင့်ဒီလိုအာကုသူမျိုးတွေကိုအတက်နိုင်ဆုံးအသက်အရွယ်ကြီးလာတာနဲ့အမျှအဲဘာပဲဖြစ်ဖြစ်တစ်ခါတလေကျရင်မတိကျိုးချင်နေလိုက်တာမျိုးတွေပြုတ်ပေးရတာပေါ့နော်ဒါတစ်ခါတလေနှုတ်ဆက်နေခြင်းဟာသီးခန့်နေခြင်းဟာအရာရာအောင်အောင်နိုင်ခြင်းလို့ ာချုပ်ဆရာတော်ဘုရားကြီးဟောတဲ့တရားတော့နာဘူးပါတယ်ဟုတ်ကဲ့ပါလင်းဟုတ်တယ်နော်လင်းကငင်းနေပြောတယ်ဘာချုပ်ဆရာတော်ကြီးတရားတွေနာတယ်ပြောရလို့ရှိရင်ကိုခန်းစားမိတဲ့ကိုရဲ့ခန်းစားချက်လေးလည်းပြန်ပြီးဝင်မျှပေးရဲဆိုတော့တို့ဆိုလို့ရှိရင်လည်းအဲ့ဒါပေါ်မှာပြန်ပြီးတော့ကို့အနေနဲ့လည်းဘ ഹു သုဒ္ဓရယူရတယ်ပြီးတော့အခုလင်းပြောသွားရတယ်မှာဆိုလို့ရှိရင်လည်းကိုကိုတိုင်းလေဒီလိုမျိုးသူများကိုအကြောင်းရင်းမသိဘဲနဲ့ blame နဲ့သူဝေဖန်တဲ့သူဒါပါလဲဆိုတော့သူများကဝေဖန်ခံရတဲ့သူကသိချင်မှသိမယ်ကိုကိုတိုင်းကအဲ့လိုမျိုးသူများကိုဝေဖန်ပြောဆိုလိုက်မိတဲ့အတွက်ဥမာကောင်းတဲ့ဘက်ကရှုထောင့်ကကြည့်မယ်ဆိုကိစ္စမရှိဘူးမကောင်းတဲ့ရှုထောင့်ကနေကိုကသူများကိုပြောဆိုလိုက်မိမယ်ဆိုလို့ ့ရှိရင်ကိုယ့်စီမှာအားကိုးသူလကားနေရင်ဖြစ်မယ်အဲ့တော့တက်နိုင်တယ်လားအဲ့ဒီဟာကိုစောင့်ထိန်မှုလိုတာရဲ့ပြီးတော့ကိုယ့်ကိုလာပြီးတော့အဲ့လိုမျိုးပြောလာရင်ရောဘယ်လိုမျိုးပြန်ပြီးတုံ့ပြန်ရမလဲဆိုတာမျိုးပေါ့နော်ပညာရှိစင်စင်နဲ့ပြန်ပြီးတုံ့ပြန်ရမယ်နေလဲအဲ့ဒါအရင်ရေးကြည့်ရဲ့တကယ်တမ်းကသူများကမပြောမိနေတာဟုတ်သေးတယ်မပြောဘဲနေနိုင်တာဟုတ်သေးတယ်ကိုယ့်ကိုပြောလာလို့ရှိရင်ကိုယ်ကပေါက်ကွဲတတ်မှာပဲလीဆိုတော့အဲ့ချိန်မှာပညာရှိစင်စင်နဲ့အဲကိုယ်ကဘယ်လိုတုံ့ပြန်မလဲဆိုတဲ့အပိုင်းအဲကိုယ်ကသိခံနိုင်မှုအပိုင်းကအရင်ရေးကြည့်ရဲ့လို့ညင်မိရဲ့နော်ကိုယ်သုံးသက်လိုက်တဲ့လူတယောက်ကလူသက်နေတာလားအင်း အသက်အရွယ်မပြည့်သေးတဲ့ကလေးငယ်တွေကိုမရက်ကာရပြုနေတာလားဟုတ်ကဲ့လူတွေကိုလူညွတ်တုံးအောင်မကောင်းတော့မကောင်းတဲ့ဒါအရက်သေးစားတွေနဲ့ဆေးဝါးတွေနဲ့မြှုပ်ဆွေးနေတာလားဟုတ်ကဲ့ဒါဆိုရင်တော့အရန်ယုံညံ့တဲ့လူတွေဒီလိုလူမျိုးဆိုရင်လဲသူမကောင်းကိုတည်တယ်မပတ်သက်နဲ့ဟုတ်ကဲ့သူ့အကြောင်းကိုကဘာမှရေးစရာလည်းမလိုပြောစရာလည်းမလိုအဲ့တော့အဲ့လိုပြောလိုက်ခြင်းအဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ကိုကအကုသို့မြောက်တယ်လေဟုတ်ကဲ့ ဟုတ်တယ်။နောက်အဲ့လင်းပြောတဲ့အကြောင်းအရာမှာဆိုရင်ဇန်အဲ့ဟိုစိတ်ပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေတခုဖတ်ဖူးတယ်။အဲ့ဒါပါလဲဆိုတော့ပြန်တုံ့ပြန်တဲ့အကြောင်းအရာပေါ့နော်။အဲ့ဒါဆိုတော့ကိုလူတစ်ယောက်ကကိုယ့်ကိုအဲ့လိုမျိုးပြစ်တင်လိုက်တယ်၊ကဲရဲလိုက်တယ်၊အဲဝေဖန်လိုက်တဲ့အခါကျရင်ကိုအဲ့ဒီပုံမှာဘယ်လိုပြန်တုံ့ပြန်မလဲပေါ့မူတည်ပြီးတော့သူတို့အဲ့လို research တွေလုပ်တာပေါ့နော်။လုပ်တော့တဲ့အဲ့ဒီတုံ့ပြန်မှုမှာဆိုခုနပြောတဲ့ဟို စိတ်စိတ်နေခြင်းပေါ့နော် silent ပေါ့နော်အဲ့လိုစိတ်စိတ်နေခြင်းကတဲ့ကိုယ့်ရဲ့အုံနောက်အတွက်ကိုပါတယ်ပေါ့နော်သူကဘာလဲဆိုတော့အဲ့လိုကောင်းကျိုးရတယ်ပေါ့နော်ဆိုတော့ဟိုတခခုဆိုရင်ခုနမဆုလက်ပြောလို့ကဟိုကိုယ့်ကိုအဲ့လိုမျိုးဝေဖန်လိုက်ဆိုကိုယ့်ဘက်ကပြန်ပြီးတော့ကိုယ်မဟုတ်ကြောင်းမဟုတ်ကြောင်းကိုယ်ကပြန်ပြီးရှင်းပြခြင်းတော့ပြောရှင်းလာတယ်အဲ့ခါကျဘာဖြစ်လဲဆိုတော့လူရဲ့ခန္ဓာကိုယ်မှာဆိုရင် anxiety level တက်လာတယ်နောက်အဲ့ဒီအုံနောက်ထဲမှာဆိုရင် तू ကအဲ့လိုဟိုပေါ့နော်အစိတ်တောက်ဖြစ်စေရအရာထွက်လာတယ်ထွက်လာတဲ့ခါကျ anxiety level တက်လာတယ်နောက်ပြီးတော့အဲ့လုံးဝအဲ့ hormone တွေအားစပေါ့ ော်အပြောင်းလဲကုန်ပြီးတော့အဲ့မှာလူကဘာဖြစ်လဲဆိုတော့ဒီသူပြောလိုက်တဲ့အကြောင်းအရာကိုသွားပြီးတော့ခံယူလိုက်တဲ့အချိန်မှာအုံနောက်ကစဉ်းစားရရန်များလာတယ်ပေါ့နော် အုံနောက်သွားပြီးထိကြိုက်တယ်ပေါ့နော်အဲ့ကဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့နေလိုက်ပြီးတော့ပြန်ပြီးတော့ဆင်ကျင်သုံးသက်လာနိုင်တဲ့အခါမှာလူတစ်ယောက်ကအကျိုးအကြောင်းဟိုစီလျော်မှုဆင်ကျင်မှုတွေမှာအဲအုံနောက်ကဟိုပြန်ပြီးတော့အလုလုလာတာပေါ့နော်အကောင်းမွန်တဲ့အလုလုနိုင်တယ်နောက်ပြီးတော့သူကအဲ့လိုဆုံးဖြတ်နိုင်တဲ့စွမ်းရည်လည်းမြင့်မားလာတယ်ပေါ့နော်ဒါစိတ်ပညာသဘောတရားအရာအဲ့လိုမျိုးတို့ရဲ့ဟိုရှာဖွေတွေ့ရှိချက်ပေါ့နော်အဲ့ဒါဟုတ်တယ်နော်ဒီလိုမျိုးအစုံအမတွေရဲ့ဒီလိုမျိုးအာခင်မိအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ပြန်ရှင်လိုက်တဲ့အခါမှာဒါကမှန်တဲ့အချက်လက်ဆိုတာတကယ်မှန်တယ်နော်။ဘာလို့လဲဆိုတော့အဲ့လိုမျိုးကိုယ်ကိုတစ်ခုခု ဒီပြောသလိုအမြင်တဲ့တော့လေလူတိုင်းကကိုယ်မချစ်နိုင်ဘူးဒီနော်အဲ့တော့တခုခုဟုတ်တယ်တန်း60တန်း60မချစ်နိုင်မချစ်နိုင်အဲ့တော့ကိုယ်တခုခုတန်း60မချစ်နိုင်ဟုတ်တယ်မလို့ကိုမနှိမ့်မျိုးတဲ့အကြောင်းအရာတခုလာပြီးတော့ပြောလိုက်တဲ့အချိန်တိုင်းမှာကိုကဝုန်းကနေထားဖြစ်မယ်ဆိုလို့ရှိရင်အမြဲပြောနေကြစကားသူများပေးတဲ့အမိုက်ကကိုယ့်စီမှာကိုကလက်ခံပေးတာဖြစ်သွားမှာပေါ့ဆိုတော့အဲ့တော့အကောင်းဆုံးပညာရှိစဉ်တီးငိမ့်နဲ့ကိုဘသားကိုပြန်စင်းနေတုံးသက်ပြီးတော့အော်သူအာကုသူသူယူသားပါစေဆိုတဲ့စိတ်နဲ့နေထိုင်တာကတော့အကောင်းဆုံးပဲဟုတ်ပါရန်ပွဲနဲ့ဖြစ်စရာအကြောင်းမရှိတော့ဒီကိုစိတ်ကို ညညနွားမခံချင်တာဟုတ်ကဲ့အဲ့လိုမျိုးလေးနေရင်တော့အဲလူဟာတန်ဖိုးရှိတဲ့လူ ဖြစ်လာလိမ့်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါတယ်ဖြူဖြူစင်စင်ကျော်လေးပါဖြူလေးကိုဖြူလေးဝင်လာတာဘာသာမပြလို့ဆိုဟဲ့ဒီကြောင်းလေးပဲကောင်းပါဟုတ်တယ်ထွင်းမိလိုက်တာကွာလင်းနော်ရန်လာဒီနေ့ ြည့်လို့မဟုတ်အောင်ဖြစ်နေတယ်။ဒီခိုင်းနေတဲ့ရုပ်ဆိုးနေတယ်ကွာ။မဟုတ်ပါဘူးဒီတကယ်လာနေတာတကယ်ပြောအလုံးက elegant ဖြစ်နေတာ။ဖြူရောင်လေးနဲ့ကိုထူးထူးခြားခြားလာတာပေါ့။ကြီးစားမြတ်ရမလားလို့။နော်ရနေမှာမဟုတ်လား။မရဘူး။ဟုတ်ရတယ်။အဲ့မနေကြီးစားမြတ်ရတယ်နော်။ရှာပေး။ရှာပေးမှာပေါ့။ခေါ်ပေးမယ်။